ဆနလပိုင်းတလားစာကံကြမ္မာများကိုဗုဒ္ဓဘူးသားသမီးယာဟုသားသမီးများအတွက်အစအဆုံးအသေးစိတ်ကလေးဟောပြောပေးမှာဖြစ်ပါတယ်။ကျမရဲ့ဗီဒီယို like လေးကိုဗုဒ္ဓဘူးသားသမီးများယာဟုသားသမီးများကြည့်ရှုနေတယ်ဆိုရင်တော့အစအဆုံးလေးကြည့်ပေးပါရှင့်။ဒီဆနလပိုင်းမှာဗုဒ္ဓဘူးယာဟုသားသမီးများကအချီနော်အချီနဲ့ပတ်သက်လို့တန်အားအရန်နေတဲ့ဘက်မှာရှိနေပါတယ်။စစ်တူမရှိသေးတဲ့နော် သူတွေဆိုလို့ရှိရင်တော့အချစ်ကိုစိတ်ဝင်စားတာပို့ပြီးတော့ကောင်းပါတယ်အချစ်ကိုမယုံပါသေးနဲ့အောင်အဲ့တော့ဒီကံလေးကဘလို့ကံလေးလဲဆိုရင်လိမ်လည်လှဲစားခြင်းနေခံရတတ်ပါတယ်ချစ်သူရှိနေတယ်ဆိုလို့ရှိရင်တော့ကိုယ့်ရဲ့ချစ်သူကိုယ့်ကိုအဆက်တွယ်တက်သွားတာအစိမ့်လိုက်ကြီးဖျက်ချခဲ့တာအဆက်တွယ်မလုံတော့တာနော်ကိုယ့်ထက်အတစ်တယောက်တွေ့လို့ကိုယ့်ကိုဘလော့သွားတာနော်အဲ့တော့ ဘလို့ပဲဖြစ်ဖြစ်အံ့ဩစဉ်မေတ္တာဒီပေါ်မှာဆက်နှစ်လပိုင်းမှာစိတ်မမှု မရှိပါဘူးအဲ့တော့ဒီကာလာလေးကိုတော့အထုကယူဆက်ရမယ်အိမ်တော်ကြီးနဲ့ပတ်သက်ပြီးတော့ခရီးထွက်နေတယ်ဆက်တွယ်ပြတ်တောက်နေတယ်ဆိုရင်တော့ဒီချိန်ဒီကာလာမှာဆက်တွယ်ပြီးပြန်ရမယ်ရဝေးရောက်နေတဲ့သူ ကိုအနီးနားကိုပြန်ရောက်လာမယ်အိမ်တော်ကြီးတန်ကောင်းပါတယ်အိမ်တော်နှစ်ယောက်အတူတူတောင်းလန်းဒေတာတွေခရီးထွက်ရတာမျိုးတွေ ဖြစ်တတ်ပါတယ်အချစ်ရင်းလေးရတော့ပြန်ကောင်းပါတယ်သားသမီးရည်စနာတွေဝင်လာတတ်ပါတယ်ဆွေမျိုးမိဘထံတွေအလဲသွားတာမျိုးတွေအလဲပက်သွားတာမျိုးတွေမမတွေ့ကြုံဘူးတဲ့နော်အရသာမျိုးတွေမတွေ့ကြုံဘူးတဲ့အိမ်တော်ရေးမှာပျော်ရွှင်မှုတွေဒီဆက်နှစ်လပိုင်းမှာကြုံရမှာဖြစ်ပါတယ်အဲတော့ဘုဒ္ဓဘုရားနိယာဥဒါသမီးရဒီဆက်နှစ်လပိုင်းမှာဆိုလို့ရှိရင်တော့မိမိတို့အနေနဲ့ လုပ်ငန်းတတိစတင်အကောင့်ထဲပေါ်မယ်ဆိုရင်အကောင့်ဆုံးလတလဖြစ်တယ်လို့လို့ဆိုင်တိဖွင့်တာမျိုးကြီးစတုလုပ်ငန်းမျိုးကြီးလောက်ကန်ဆောင်ရွက်မယ်ဆိုရင်လည်းအောင်မြင်ပါတယ်ဒီကာလာလေးကတော့ကိုယ့်ရဲ့စရှုံးမှုကြီးပြန်ပြီးတော့မှရှင်သန်ထမြောက်လာတဲ့တန်ပေါ်မှာရှိနေပါတယ်အဲ့တော့ဒီ17လပိုင်းမှာအကောင့်ဆုံးရက်ကလေးတွေကိုပါကိုကအသုံးချမယ်ဆောင်ရွက်မယ်ဆိုလို့ရှိရင်တော့ ကိုယ့်အတွက်ဖြစ်လာပါလိမ့်မယ်အကျိုးရှိတဲ့12လဖြစ်လာပါလိမ့်မယ်ဒါကြောင့်ဒီ12လပိုင်းမှာတရက်နေ့ကောင်းတယ်6ရက်နေ့ကောင်းတယ်9ရက်နေ့ရက်ကောင်းတယ်နှစ်ခတ်ကောင်းတယ်17ရက်12ရက်13ရက်နှစ်ခတ်ကောင်းတယ်ရက်ကောင်းတယ်21ရက်နေ့မှာလည်းရက်ကောင်းလို့12လပိုင်း30ရက်နဲ့31ရက်ကတော့နှစ်ခတ်အားကောင်းဆုံးရက်တွေဖြစ်ပါတယ်ဒီလိုရက်မျိုးကိုမိမိတို့အနေနဲ့မှတ်သားပြီးတော့မှ ို့ရဲ့အလုတ်ကင်ကြီးစတင်အကောင်ခဲပေါ်မဲ့အရေးကြီးတဲ့ကိစ္စကြီးဆောင်ရွက်မယ်ဆိုရင်လေပို့ပြီးတော့အောင်မြင်မှုတွေရရှိမှာဖြစ်ပါတယ်။အဲ့တော့ဗုဒ္ဓဘုရားသမီးယာအခုနပြောတဲ့ရက်လေးတွေမှာကိုယ့်ရဲ့လှုပ်ရှားရှိတာလေးတွေစတင်အကောင်ခဲပေါ်မဲ့ဆိုရင်ပို့ပြီးတော့အောင်မြင်မှုတွေရရှိမှာဖြစ်ပါတယ်။ဒီကာလလေးမှာဒီလပိုင်းမှာဗုဒ္ဓဘုရားသမီးယာဥသားမြတ် အလုံငန်းနဲ့ပတ်သက်တာတွေအလုံးကင်နဲ့ပတ်သက်တာတွေလူမှုရေးကိစ္စတွေနဲ့ပတ်သက်တာတွေကတော့ကံကောင်းနေတတ်ပါတယ်ဝင်လာမဲ့ငွေကြေးတွေလည်းဝင်လာဝင်လာတတ်ပါတယ်ဆုံးရှုံးလာတဲ့ငွေကြေးတွေလည်းပြန်လည်ပြီးတော့ဝင်လာတတ်ပါတယ်လုံးဝမမျှော်လင့်ထားပဲနဲ့ကိုယ့်ရဲ့လုပ်ငန်းတွေကအကျိုးကျေးဇူးတွေအများကြီးပဲရရှိမှာဖြစ်ပါတယ်အကျိုးမြတ်ညာတဲ့ရရှိမှာဖြစ်ပါတယ်လုပ်ငန်းတိုးချဲ့တာမျိုးတွေလည်းဖြစ်ပေါ်လာတတ်ပါတယ် အဲ့တော့ဆွေမျိုးသားချင်းကြီးကလေးကတော့နေတိုင်းမကောင်းတာတွေနာရေးတဲ့တင်းနေကြားရတတ်ပါတယ်။ကိုကိုယ်တိုင်မသွားပါသေးနဲ့။အိုးကိုရဲ့တန်လေးကကောင်းနေတဲ့မှာမှပို့ပြီးတော့ညံ့သွားတတ်ပါတယ်။ကားရှိရင်တော့ဒီချိန်ဒီကာလမှာတတိထားပါ။သူများကကိုယ်နာပြီးတော့ပုတ်တိုက်သွားတာ၊ချိတ်မိသွားတာမျိုးတွေနည်းနည်းလေးပြဿနာတွေတော့ပေါ်ပေါက်တတ်ပါတယ်။အဲ့တော့ ဒီကာလာလေးမှာအိုးပိုင်အိမ်ပိုင်မရှိသေးတဲ့ပုံတော်မူများဟူတာဒီမားတို့တေချာပါအိုးပိုင်အိမ်ပိုင်ဝယ်ယူရတတ်ပါတယ်ပိုင်ဆိုင်ရတတ်ပါတယ်အိမ်ပြောင်းနေရာပြောင်းနေလည်းအရင်ကောင်းတယ်ကိုယ့်ရဲ့မျက်နှာမှာထိကြိုက်ဒဏ်ရာလေးတွေရရှိတတ်ပါတယ်နည်းနည်းဂယူဆက်ရမယ်နော်အဲ့တော့ဘာပဲဖြစ်ဖြစ်ဒီကာလာလေးမှာမိမိတို့အနေနဲ့ဩဒဘူသားသမီးယာဟူသားသမီးများကျွေးပန်းများတစ်ချက်ပေါ်မှာ ငပြောသည်ဖေးကြံငပြောသည်ပြောပြောခုနှစ်လုံးတင်ပါတင်မိွားလို့ရှိရင်မိမိတို့အရှင်းရောက်တော့ရက်ကိုမျက်နာမူပြီးတော့ ကိုလိုရာဆူတောင်းဆုံးကပ်ပေးပါကိုရဲ့မွေးနေ့လေးမှာဆုံးကပ်ပါကိုလိုရာကိုဆူတောင်းပါဆူတောင်းပြပါတယ်ဒီကာလာလေးမှာတော့ဒီရေနေရာလေးကိုတပတ်ကိုတစ်ကျင်းပြုလုပ်ပေးပါအုံးရွာ၅ညောကန်းကွာ၂ညောမင်းမျိုးပန်း၅ပွင့်ကိုလည်းဖန်ခွက်လေးနဲ့တိတန်လေးထိုးပြီးတော့မျက်စွာဖျားရှင်ကိုလှူဒန်းပေးမှဆိုရင်လေကိုရဲ့ကံလေးတွေကမြင်တော့မှာဖြစ်ပါတယ်ဒါကြောင့်ပုဒ္ဓဗုဒ္ဓမြာဥဒ္ဒမြာဒီကာလမှာတော့ကိုရဲ့ကောင်းတဲ့ကံကိုထိန်းသိမ်းရမှာဖြစ်တဲ့အတွက်ပါရာရေးကို ကြမကြလောက်ပြီးမယ်တပတ်တခါတသက်လော်စားမယ်အဲသုံးလပတ်ယဟန်ဝိတာမျိုးတွေလည်းဝိညာတက်ပါတယ်အဲကြောင့်မလို့ပုဒ္ဒဝုဒါသမီးယာဝုဒါသမီးလားနိုင်ငံရဲ့ကြားခရီးတွေလည်းတွားရတက်ပါတယ်နိုင်ငံရဲ့ကြားနဲ့ပတ်သက်တာတွေအစွတ်တဲကောင်းကြီးဝင်လာတက်ပါတယ်ဘာပဲဖြစ်ဖြစ်ဒီချိန်ဒီကာလမှာလူဝိညာသမားဆိုလို့ရှိလို့ရှိရင်တော့ဒီကာလလေးမှာနည်းနည်းလေးတော့ဂယုဆိုင်ရမယ်ကိုယ့်ရဲ့နာမည်ကုန်တဲ့နေ့ခိခက်တက်ပါတယ်အဲ့တော့ ဘာပဲဖြစ်ဖြစ်အမှုပညာလုပ်ငန်းတွေကတော့အောင်မြင်နေပါလိမ့်မယ်။ကိုကိုယ်တိုင်တတိထားပြီးတော့ဒါဆောင်ရွက်ပါအများအောင်မြင်မှုတွေရရှိတတ်ပါရဲ့။ပုဒ္ဒဘူးတာမီရာဟုတာမီယာဆန္ဒလာပိုင်းမှာစိတ်ချမ်းသာခြင်းကိုယ်ကြီးချမ်းသာခြင်းနဲ့တည်ဆိုမှာစိတ်သွားတိုင်းကိုပါလိုရာဆန္ဒတွေပြေဝနိုင်ကြပါစေရှင်။